မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအောင်စီသူရေးသားသောပထမရွှေကျင်ဆရာတော်ကြီးနဲ့ငရမင်းပရိတ်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူရယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းရေး YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ရွှေကျင်ဆရာတော် ရွှေချင်းဆရာတော်သည်ယနေ့တုဒ္ဓမာရွှေချင်းဓာရစသောသာသနာ့ခိုင်းကြီးများအနက်ရွှေချင်းခိုင်းကိုစတင်သောဆရာတော်ကြီးဖြစ်သည်ရွှေချင်းဟူသည်အထက်မြန်မာပြည်ရွှေဘုံမြို့တောင်လက်လှတော်ကြီး၅ရွာအပါဝင်ရွှေချင်းရွာကလေးကိုအစွဲပြု၍ခေါ်သောအမည်ဖြစ်သည်ရွှေချင်းရွာသည်ရွှေချင်းဆရာတော်၏မွေးဖွားရာဇာတိဖြစ်၏ရွှေချင်းရွာကိုအစွဲပြု၍ရွှေချင်းဆရာတော်ဟုခေါ်တွင်သည် ်ရွှေချင်းစရာတော်သည်မြန်မာနိုင်ငံသာသနာဝင်၌နေတစုလတဘကဲ့သို့ထင်ရှားသည်ငယ်စဉ်ဘဝကပင်အနေထိုင်လွန်စွာတိတ်သည့်ကြည်လေ၍တိလတမာရီနှင့်ပြည်စုံသည်တတ်တော်34နှင့်တိတ်ခါ14ဝါရွယ်ကပင်မင်းတို့မင်းသား၏ကြည်ညိုလေးစားခံခဲ့ရသည် နောင်မင်းတို့မင်းသားအထုတ်ထိတ်တို့ရောက်၍1221ခုနှစ်၌မန္တလေးရတနာဘုံမြို့ကိုတည်ထောင်ပြီးသောအခါမန္တလေးတောင်တော်၏မြောက်ဖက်၌ရွှေကျင်တိုင်မှငါးဆောင်ကိုရွှေကျင်ဆရာတော်အားလူတန်းကတာသနာပြုစေတော်မူသည်ဖုံးတော်ကြီးဥတီလရွှေကျင်ဆရာတော်အထက်မြမပြည်၌တာသနာပြုနေချိန်တွင်အောက်မြမနိုင်ငံ၌လည်းတာသနာတော်ကိုစတိတကျပြုစုနေသောဖုံးတော်ကြီးတစ်ပါးပေါ်ပေါက်နေသည်၎င်းမှာယဟန္တာဟုထင်ရှားကျော်သော ဖုံးတော်ကြီးဥတီလဖြစ်သည် ထိုဆရာတော်ကြီးជីညိုဘွေရာကိုမြောက်ကိုညောင်လေးပင်တော့ရအကမဟာပဏိကဥရိယဆရာတော်ကြီးကဖုန်တော်ကြီးဥတီလာထေရုပတိအမည်ဖြင့်ကျမ်းစာပြုစုပြီးဖြစ်ပါသည်ဖုန်တော်ကြီးသည်ဆလာဘိညာရဟန္တာဆစ်ဆစ်ဖြစ်ကြောင်းသိရ၍အောက်မြန်မာနိုင်ငံမောလမြိုင်ပကိုးညောင်တုံးမြို့များ၌ကြီးမားသောစာသင်တိုက်ကြီးများတည်ထောင်ခဲ့သည်ထိုစာသင်တိုက်များအနက်အချို့မှာယနေ့တိုင်ပဲခူးမြို့၌ကြက်ခတ်ဝိုင်းကျောင်း၌ညောင်တုံး၌ရွှေနာတောရတိုင်စသဖြင့်ထင်ရှားနေပေသည် အယူသီလတူးမြွေပေါင်းစီမိခြင်းရွှေချင်းစရာတော်သည်အောက်မြန်မာနိုင်ငံသို့ကြွတော်မူသောအခါဖုန်တော်ကြီးဥသီလနှင့်ပေါင်းစုံမိသည်ရှေးရခင်ကကြိုတင်ချိန်ဆိုခြင်း တိကျောဝင်ခြင်းများမရှိပါဘဲအယူသီလတူးများသဖြင့်ဤသို့ပေါင်းစုံမိခြင်းဖြစ်သည်ဆရာတော်များ၏နောက်ပါတပည့်များလည်းပေါင်းစည်းမိသဖြင့်ရွှေကျင်သာသနာသည်အထက်အောက်မြန်မာနိုင်ငံအနှံ့ပြန့်နှံ့သွားပေသည်ရွှေကျင်ဆရာတော်မင်းလာနိုင်ဝါကတ်ချင်းရွှေကျင်ဆရာတော်သည်ငယ်စဉ်ကပင်မြို့ကိုကြောက်ရွံ့၍တောရက်ဒေသတောတောင်ရိပ်ကူသာမြတ်နိုးသောပုဂ္ဂိုလ်ဖြစ်သည်အကြောင်းအလိုသောမိဧကရဲမင်းတို့မင်း၏ဆန္ဒတိုင်းပရိယတ်တိသာသနာတော်ကြီးအတွက်ကြိုးပမ်းနေရတော်လဲစိတ်တော်မှာကတောရသို့ညွတ်တိန်တော်မူနေသည် ထို့ကြောင့်တက်တော်54နှစ်အရောက်1938ခုနှစ်တွင်မန္တလေးရွှေမြိုတော်နှင့်အေဘရိတ်တက်ကိုစွန့်ခွာကာမလွန်မြို့သို့ကြွားခဲ့သည်။ထိုနှစ်ဝါကိုမလွန်မြို့အရှိတ်မင်းလာရွာအရှိတောင်မြစ်တစ်ဖက်ရှိဝေယုံကျောင်းနွားလန်တောင်၌ဟွာကတ်တော်မူသည်။တိလင်္ကာတာသနာပြုခြင်းဆရာတော်သည်1239ခုနှစ်တွင်အိန္ဒိယနိုင်ငံမီဇိမဒေတာယခု UP နယ်သို့ဖျားဘူးကြွားတော်မူသည် ်ထို၌ဖះရှင်နှင့်ဆက်သည်ဖွားတော်မူရာပွင့်တော်မူရာဓမ္မစကြာတရားဟောတော်မူရာစသည်တို့သည်ဒေသအတိအသည့်၌လောကရာအစိုးအောက်တွင်ရောက်ရှိနေခြင်းဖြစ်သည်ဖြင့်တတိတဝေကပြင်းထန်စွာရတော်မူသည်မြစ်စိမဒေသမှထွက်ခွာလာပြီးနောက် တီဟိုကျွန်းယခုတီးလင်္ကာသို့ရောက်တော်မူသည်တီးရီလင်္ကာ၌သာသနာရေးဆိုင်ရာအဆုံးဖြတ်များကိုပြုစုသာသနာပြုပြီးနောက်1240ပြည့်တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်တော်မူသည်ပြည်ရောက်တော်ကအထက်မြန်မာနိုင်ငံသို့ပြန်လည်ကြွတော်မူမူမိစိမဒေသတွင်၌ကြုံခဲ့ရသောဘုဒ္ဓဝင်ဆိုင်ရာမြင့်ဝဲများမှသည်ဆရာတော်ကြီးနှလုံးသားကိုမြားစွာရိုက်ခတ်နေလေသည်လေဒီဆရာတော်သည်လည်းမိစိမဒေသမှအပြန်သဗ္ဗကံတော်ရတွင် ဝိပဿနာဒူရကြီးဖြစ်ကျင်တော်မူသည်ထို့ကြောင့်နွားလန်တောင်း၌ပဲဝါကတ်တော်မူသည်ထိုရေသအတွင်တောင်မြန်၏အင်းငင်းချမ်းတာယာမှုတရားတော်၏ညီအေမှုတဏှာယတတို့ကိုအပြည့်အဝခံစားတော်မူကားတရင်တုံနေတော်မူပါသည်တတိယဖြစ်ဆိုသောထိုအချိန်တွင်မန္တလေးယရနာဘုံ၌နန်းတွင်မြေတပ်မှုခရလိုင်းတို့ထကြွနေပေရာဆရာတော်ကြီးသည်ထိုရေးမှရှောက်တဲ့ကဝိဝေကဒုက္ခယဟန်တို့၏ချမ်းသာဖြင့်ကြောက်ရွံ့နေခြင်းပင်ဖြစ်ဟန်ရှိပေသည် အေးနိုင်အဓိကဖော်ပြလိုသောအကြောင်းအရာမှာရွေးခေါင်ခေါင်တွင်မိုးရွာသွန်းစေတော်မူကုန်ဖြစ်၏ဆရာတော်ကြီးတရင်သုံးတော်မူနေချိန်တွင်မင်းလာတော်ဝိုက်သည်မိုးခေါင်ရရှာတန်ကြီးကိုခန်းစားနေရခြင်းဖြစ်သည်အထက်မြန်မာနိုင်ငံကတာမန်အဖျင်မိုးခေါင်ရရှာဒေသဖြစ်၏ထို့တွင်မိုးရွာချိန်တန်၍မြွာသောအခါမိုးခေါင်ရရှာတန်ကိုပို့၍ခန်းစားကြရသည် အနီးအနားအင်းဦးရွာရှိအင်းဦးရေကန်ကြီးပင်ရေခန်းခြောက်သွားသည်ရက်သူရွာသားနေသူနေသားများမှအားထားစရာမရှိစိတ်သက်ပြတ်သုံးနေကြသည် ယ်။ရွှေချင်းစရာတော်ငရမြင်းပရိရွတ်ချင်းထို့ကြောင့်တက်ကြွနားလည်သောပုဂ္ဂိုလ်များကရွှေချင်းစရာတော်ကြီးအားပစ်ဆောင်၍ငရမြင်းပရိနာယူကြရန်အကြံပြုသည်။ရွှေချင်းစရာတော်သည်ဖျားရှိဂုံကျေးစုများနှင့်မိမိအကျင့်သီလတမထဝိပဿနာတို့ကိုစင်ကြံတော်မူ၍ငရမြင်းပရိကိုရွတ်ဖတ်တော်မူသည်။ထိုခဏမှာပင်မိုးကောင်းငယ်တစ်ခုလုံးပြာရီမုန်ပိုင်းကမိုးရွာတော်မာတော်သည်။ဆရာတော်ကြီးမျက်ရည်ကျခြင်း ဤဖြစ်ရပ်ကိုမြင်တွေ့ရသောအခါရွှေချင်းစရာတော်ကြီးသည်မျက်ရည်ကျတော်မူသည် ဤတွင်ထိုရက်တို့ရောက်ရှိနေသည့်ရွှေကျင်ဘူရွှေကျင်ဆရာတော်ဤတပည့်ဖို့သူတော်ဖြစ်ပြီးနောက်အင်္ဂလိပ်အစိုးရအားရွှေကျင်ဘူမြေဖြင့်တော်လှန်ခဲ့သူကအဘဲကြောင့်မျက်ရည်ကျတော်မူပါသည်ဟုပြောထားသည်ဆရာတော်ကြီးကဖျားရှင်ရဲ့တရားတော်ဖြစ်တဲ့ငရမင်းပြိတ္တောင်ဒီလောက်အစွမ်းထက်တာအကယ်၍တပ်ပင်ညူမြတ်စွာဘုရားသာရှိလေဘဲမြလောက်ဖုံတော်တကူတော်နဲ့ပြည့်စုံပါမည်နည်းလို့တတိရတဲ့အတွက်မျက်ရည်ကျခြင်းဖြစ်သည်ဟုပြန်လည်မိတ်ကြပါသည်ဆရာတော်ကြီးရုပ်ဆိုတော်မူသည့်ငရမင်းပြိတ္တဟုအများသ တည်သည့်ပြိတ်တော်မူကခုတ်တကနိကေစရိယာပိတကပါဠိတော်တွင် ပါဝင်သောမစ္ဆရာဇာစရိယာငါးမင်းအကျင့်တွင် ဖော်ပြထားသောဖယားရှင်၏မုခဘတ်တော်ဖြစ်သည်အလောင်းတော်ငါးမင်းဖြစ်စဉ်မူးကောင်ရေရှားတံခံရသဖြင့်တေဇာအန်ဆဲဆဲဆွေတော်မျိုးဆက်တို့ကိုကယ်တင်ရန်တစ္ဆာပြုသောဇလံဖြစ်သည်ဖယားရှင်၏တစ္ဆာပါရမီကိုဖော်ကျူးသော ပါဠိတော်ပင် ဖြစ်သည်ပြည့်မြို့ဝိတ္တရာယုံဗဟန္တိတိုက်တဲ့ အဘိဓဇာအထမဟာကုရုဆရာတော်ကြီးမိန့်ကြားတော်မူသည့်ဖြစ်ရပ်ကိုအခြေခံ၍ဖော်ပြပါသည်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်